ကန်ဒီနေ့အတွက် Facebook ကဟော issue လေးပေါ့နော်ကျွန်တော်တို့ကလေးလေးနဲ့ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ခါကျတော့ဆိုင်ရှင်ကနေပြီးတော့မှကြိုးတုပ်ပြီးတော့မှရိုက်တဲ့ဗီဒီယိုဖိုင်လေးတက်လာတဲ့ခါကျတော့ဆိုင်ရှင်ဘက်ကိုပြောတဲ့သူတွေလည်းရှိတယ်အဲဒီနင့်နာကလေးနဲ့ပေါ့လေကလေးကလေးနဲ့ဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာကုမဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့ ဲ့တော့ကျမကတော့ဒီအဲ့တော့လည်းနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောပေါ့နော်ကလေးဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့တဖွဲနှစ်ဖွဲတစ်ခါဖြစ်ကြပြန်တော့တကူကလည်းတချို့ကလည်းတကူအားပေးတယ်ပေါ့တချို့ကလည်းအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါအဲ့တော့သဘောထားကွဲလွဲလို့ရပါတယ် အဲ့တော့ကျွန်မကတော့မပြောချင်လဲဆိုတော့ရှူထောင်ကြီးတစ်ခုကနေပြောချင်တယ်เนาะဒီဘသူမှန်းနေဘသူမှားတယ်ဆိုတာထက်ကျွန်မကတော့နောက်ထပ်ရှူထောင်ကြီးတစ်ခုကနေပြောချင်တယ်ဘာဖြစ်လို့ကျွန်မတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုယ်အမှားမဖြစ်ရအောင်လို့ကျွန်မရှူထောင်ကြီးတစ်ခုကနေပြောချင်တယ်เนาะဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်ဒါမှသာနေကျွန်မတို့ကဆောင်းရမ်းရှောင်းရမ်း လေးကိုသိနိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုနင်ကဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အမသိလို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်သိရယ်ဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမသိလိုက်လို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလဲဆရာမကြီးလောက်တယ်လို့တာမှတ်လိုက်ပါနော်အဲ့တော့ကျမတို့ကအဲမြမပြီမှာပြထန်းထားတဲ့ပြင်မှုဆိုင်ရာဥပဒေပုံမှန်လေးဒါလေးတွေလည်းရနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရက်တွေဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုတ်လုချင်းပေါ့နော်အဲ့တော့ ပြစ်မှုကျူးလွန်တဲ့သူတဦးကိုတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်59 60အရအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ်အခုခိုးတယ်ခပိုင်းလိုက်တယ်စတဲ့ဖြစ်မှာကျွန်မတို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးနော်ပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါလေတဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူး เนาะကိုတိုင်ကျမတို့ကဒီလိုဆုံးမတာတို့ကိုတိုင်ရိုက်နှက်တာတို့စသဖြင့်ပေါ့เนาะဒီလိုမျိုးကိုတိုင်စီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုတိုင်အမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟောကိုကကိုကနစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုသက်ဆိုင်ရာကိုမအပ်ဘဲနဲ့ ကိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါ ညီဆုံးပါတယ်တဲ့နော်နောက်တစ်ခါကိုယ်တိုင်းရိုက်နှက်ခြင်းဆုံးပါတာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှားတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြစ်ထန်ရှိပါတယ်တဲ့3နှစ်3ကတာမန်ရိုက်နှက်ခြင်းနဲ့နော်ထောင်ဒဏ်နဲ့ငွေဒဏ်နဲ့နော်ဒဏ်ငွေတဲ့3နှစ်5ထိခိုက်ဒဏ်ရာကြီးအောင်ရိုက်နှက်ခြင်းနဲ့ အများဆုံး1000နှစ်နဲ့ဒဏ်ငွေတဲ့နော်နောက်တစ်ခါပုံမှ36က NDA ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်ဒဏ်အထိရှိနိုင်ပါတယ်တဲ့ဟောကဲနော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျမတို့ကနင့်နာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်ပါအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်ပါအရာကျမတို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနင့်နာလို့အာဖြစ်ပေမဲ့ကိုကလုံလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်เนาะအဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းတဲ့ခပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နည်းတဲ့ နော်ပုံမှာ66ဂါကြီးအောင်မှာပြည့်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှာ900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ငွေတဲ့နော်66ဂါကြီးကတော့ online မှာတစိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ငွေတဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မာတဲ့တရားစွဲဆိုနိုင်ပါတယ်တဲ့ကဲနော်အဲ့တော့ပုံမှန်ဥပဒေတွေကဟိုမှာ ခွနနှစ်တရောသုံးနှစ်တရောဟုတ်တယ်နော်ကျမခုနပြောသလိုတတတကြုံနေထီတောင်ပါလေအဲ့တော့ကျမတို့တွေကတခါတလေကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျမတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျမတို့ကတခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ကပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျမတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဟိုဘက်ကတော့တခိုးတို့ကပိုင်းနိုင်တို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမတိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျမတို့ဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးကပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်အလူပေါင်းစုံစင်တန်းပေါင်းစုံအနွားပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရက်လေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမကသူကနှစ်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းအခိုးခံတော့သူကနှစ်နာသူနှစ်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနှစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ book ူ့အလွန်ကိုယ်အမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမယ့်နားလေတက်ကြွတဲ့သူတွေနဲ့ဈားတွေကနေမခံနိုင်တဲ့သူတွေကစတဲ့ဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာတွေနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနှင်လဲနှင်နာသေးတယ်။ထက်ဆင့်ပြန်ပြီးတော့မှနှင်နာမှုတွေဖြစ်မယ်။အဲ့တော့နောက်ဆိုရင်ဆောင်ရန်ရှောင်ရန်လေးတွေတိရအောင်လို့မလို့တိလို့ကျွလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်။ဆိုတော့စိတ်ဆိုးတာပေါ့။ကျမကတော့တကူအားပေးတာလည်းမဟုတ်ဘူး။ဆိုင်ရှင်ကိုမှန်နေမှားတယ်လို့သုံးသက်တာလည်းမဟုတ်ဘူး။ကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်ဆင့်ဖြစ်ရမျိုးတွေ မိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရန်ရှောင်ရန်နဲ့ညီတို့ညီပုံလောက်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်เนาะဒါလေးကိုအဲ့တော့ကျွန်တော်တို့တွေကဒီလိုမျိုးကိုယ်ခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်နိုင်တယ်မိတယ်အဲစသဖြင့်မဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရအောင်အမြန်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရလက်ကိုအပ်ပြီးတော့မှသူရဲ့ပြင်မှုပြစ်ဒဏ်ကပဲတက်ဆိုင်ရကစီမံပိုင်ခွင့်ကို အနည်းမှာမဟုတ်လို့ကိုကိုနိုင်စီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှားတွေနဲ့ညှိစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်เนาะဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျမကပြောပြလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျွလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့ပြီးရှိတော့ကိုကမတိလိုက်လို့ကျွလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျမကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလောက်တာလည်းမဟုတ်ပါဘူးเนาะကျေးဇူးများကြီးတမရင်